။အယောဘာချန်ပီယံလိဘောလိုပဲကိအောင်ရှုမှဖြောပြသွားမယ်လင်ကင်ပန်။ပရိသတ်များလုံးမဲ့မိန်တော်များအမ်မီဒီယာကနေပြန်လည်ကြိုးလိုက်ပါရင်။ Legendary Rock Band တခုပြတဲ့လင်ကင်ပန်ဟာဒီအာဒီအယောဘာချန်ပီယံလိဘောလိုပွဲရဲ့ကိအောင်ရှုမှတီးဆိုဖြောပြသွားမှာဖြစ်ပါရင်။ဒီကြောင့်ကိုအယောဘာဘောလုံးအဖွဲ့ချုပ် UEFA နဲ့ PSC တို့ကနေပြီးခဲ့တဲ့ရက်ပိုင်းအတွင်း Promo Video နဲ့အတူအတီးပြုတ်ကြေညာလာခဲ့တာဖြစ်ပါရင်။အိုယာမချန်ပီယံလိဘောလိုပွဲကိုလာမယ့်မေလ31ရက်နေ့မှာဘိုင်ယန်မြူးနစ်ရဲ့အိမ်ကွင်း Allianz Arena မှာကျင်းပပြုလုပ်သွားမှာဖြစ်ပါရင်။ လင်ကေဘန်ဟာမကြာသေးခင်ကမှ from 0တချင်းကိုထွက်ရှိထားပြီးဒါဟာပြီးခဲ့တဲ့9နှစ်တာကာလအတွင်းသူတို့အတွက်ပထမဆုံးတင်းတချင်းလေးဖြစ်ပါရင်ပက်စီနဲ့ UEFA တို့ရဲ့တရားဝင် YouTube channel မှာတင်ထားတဲ့ video promo တွေမှာဆိုရင်ပက်စီရဲ့0 sugar ဘူး clip ပေါက်လိုက်တဲ့အတန်နဲ့အတူလင်ကေဘန်အဖွဲ့ဝင်တွေဝင်လာကြားတာနဲ့စတင်ထားပါရင်အဲနောက် UEFA KO show ဆိုတဲ့ LED ကိုနောက်ခံထားတဲ့ဘန်ကိုအဖွဲ့သားတွေအတူတူ site ကြည့်နေကြတာကိုမြင်တွေ့ရမှာဖြစ်ပါရင်အဲနောက်ပက်စီနဲ့ UCN တစိမ့်ရိုက်နှိပ်ထားတဲ့ တစ်တာရင်းကနေလင်ကင်ဘန်တစ်စိမ့်ရိုက်ထားတဲ့မေရှင်းတလုံးကထွက်လာခဲ့ပါတယ်အဲ့ဒီမေရှင်းကိုမိုက်ကစာတီးလိုက်ပါတယ်မေရှင်းကိုစာနှိပ်လိုက်တဲ့အချိန်နဲ့ဘောလုံးခုံတဲ့အတန်တွေကိုချိန်သားကိုက်အောင်လှုပ်ထားတာကလည်းဒီပရိုမိုဗီဒီယိုကိုပို့ပြီးတော့ကြွလာစေခဲ့ပါတယ်အတန်မြင့်တက်သွားတဲ့အချိန်မှာဒန်လိုကြီးရဲ့ဝေစီမုတ်တန်နဲ့အတူဘောလုံးခုံတန်ဘက်ကနေပရိသတ်တွေရဲ့လက်ခုပ်တန်တွေဘက်ကိုပြောင်းသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲလက်ခုပ်တန်နဲ့အတူဒရန်တန်တွေဘုံတန်တွေကဇက်တိုက်ဝဲလာပါတယ် မိုက်ကမရှင်းကိုဆက်လက်တီးခတ်နေတော့မှာပဲမိုက်ကယ်ဟန်းရဲ့ DJ ကနေ Linkin Park ပြည်သက်မှန်တေးကြတဲ့နန်းတချင်းကွယ် intro ကိုစတင်ကြားလိုက်ရပါတယ်။အဲဒီတော့မမအသင်းဖြစ်တဲ့ Emily ရဲ့ Canada Online တဲ့ Sacred Anthem ကိုကြားလိုက်ရပြီးဂီတာတန်တွေပါချင်းလုံးစွာဆက်ဝင်လာတာဖြစ်ပါရင် Champion League ဘောလုံးပွဲမှာပျော်ပြင်ရမှာနဲ့ပတ်သက်ပြီး Linkin Park က ပရိသတ်များရဲ့စွမ်းအင်နဲ့ဆဲလုံရှားမှုတွေနဲ့တူကျွန်တော်ရဲ့အပန်အသင်းရဲ့ဖြော်ပြခီးစင်များကိုစတင်လိုက်ပါပြီ။ပယ်စီကတင်ဆက်တဲ့ UEFA Champions League K4 Show မှာဖြော်ပြခွင့်ရဖို့အတွက်မဆောင်ဆိုင်နိုင်တော့ပါဘူး။ဒါကျွန်တော်တို့ဘဏ်အတွက်အသင်းအစံတစ်ခုဖြစ်ပါရင်ကမ္ဘာတဝမ်းမှာရှိတဲ့ကြီးစုသူများစွာရဲ့တန်းပေါင်းများစွာသောလူအုပ်ကြီးနဲ့အတူအတိတ်နဲ့လက်ရှိမှာကျွန်တော်တို့ရဲ့အကြိုက်ဆုံးသချင်းတွေကိုမျှဝေသွားဖို့အတွက်ဆဲလုံရှားနေပါတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့ပါရင်ဒီလိုမျိုး final kick off show ကိုပက်စီကနှစ်စင်နေတိုင်းပြုလုပ်ပေးနေကြဖြစ်ပါရင် ပြီးခဲ့တဲ့ရာသီတုန်းက Lenny Crawford ကဖျော်ဖြေပေးခဲ့တာဖြစ်ပြီး ဒီရှုံးမောင်နမည်ဂျီအာတစ်စ်တွေဖြစ်တဲ့ဂျူရယ်လီပေါင်း၊အမန်ချင်းဒရဂါ၊မက်ရှ်မဲလိုနဲ့ဆလီနာ၊ကမ်လာကမ်လာတို့လည်းဖျော်ပြခဲ့ပူပါရင်အခုဆိုရင်ချန်ပီယံလိပြိုင်ပွဲဟာဆီမီဖိုင်နယ်အဆင့်တွေကိုရောက်ရှိနေပြီးအာဆင်နယ်နဲ့ PSG အင်တာမီလန်နဲ့ ဘာစီလိုနာတို့ကရင်ဆိုင်သွားတော့မှာဖြစ်ပါရင်တပတ်ကအာဆင်နယ်နဲ့ PSG တို့ဟာချန်ပီယံလိဂ်ပလာတစ်ကြိမ်မှစုခိုးနိုင်ခြင်းမရှိသေးပေမယ့် final အထိလာအမြင့်ဆုံးတက်ရောက်ထားနိုင်ခဲ့တာဖြစ်ပါရင်ဒီနေ့တင်းတဲ့ကတော့တင်းက final အထိရောက်ဖို့အသေးချာနေတာကြောင့်ဒီအသင်းဟာချန်ပီယံလိဂ်ချန်ပီယံအသစ်လည်းထွက်ပေါ်လာနိုင်မှာဖြစ်ပါရင်အာဆင်နယ်နဲ့ PSG တို့ဟာဒီအသင်းလေးအဆင့်မှာတော့လည်းစုံတွဲခဲ့ပူပြီးအဲဒီတော့ကတော့အာဆင်နယ်ကအင်ကွင်းအမ်ရိတ်မှာနှစ်ကိုပြန်နိုင်ရရှိထားတာဖြစ်ပါရင်တကယ်လို့ final ကိုအာဆင်နယ်ကလည်းတက်ရောက်နိုင်မယ်တပတ်ကဘာစီလိုနာကလည်းတက်ရောက်နိုင်မယ်ဆိုရင်တော့2006ခုနှစ် final ကိုပြန်လည်အမှတ်ရအစီအမဖြစ်ပါရင် ဲ့တော့ကလည်းအာဆင်နယ်ဟာရှုံးထမ်းအဆင့်မှာရီယက်နဲ့ဆုံတွဲခဲ့ပြီးနှစ်ကျော်ပေါင်းရလဒ်နဲ့ရီယက်ကိုကျော်ဖြတ်ကာဖိုင်နယ်ထိတက်လှမ်းလာနိုင်ခဲ့တာဖြစ်ပါတယ်။ PSG ကတော့2020ခုနှစ်မှာဘောလုံးပွဲအထိရောက်ရှိခဲ့ပြီးဘိုင်ယန်မြူးနစ်ကိုတကောကောမရှိနဲ့ရှုံးနေခဲ့တာကြောင့်ဒုတိယနဲ့သာကျင်းနေခဲ့ရတာဖြစ်ပါတယ်။